မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ14ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့ကိုထိန်းချုပ်ပြီးတဲ့နောက်အမှန်ငါးစစ်စီရဲကိုကဲမှုဌာနချုပ်စကခ9တပ်မတဲကိုအရခတ်တပ်တော် AA က ထိုးဖောက်ဝင်ရောက်ပြီးတော့တိုက်ခိုက်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ကုန်းမြို့တွေကစစ်ကောင်စီရဲ့ဆက်စခန်း၁၀ခုကိုသိမ်းပိုက်ပြီးတဲ့နောက်တောင်ကုန်းမြို့တစ်ခုလုံးကိုနိုဗ ెంబ ာလ24ရက်နေ့မှာထိန်းချုပ်နိုင်ခဲ့ပြီလို့အာရခတပ်တော် AA ကထုတ်ပြန်ထားပါရယ်။တပ်ဆက်ထဲမှာပဲတောင်ကုန်းမြို့နယ်ကက်လျက်ရှိတဲ့စကခ9တပ်မှနဲ့ခမရ944ခမရ346တရင်တော့ကိုလည်းဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါရယ်။စစ်ရေးသတင်းရင်းမြစ်တအူးကမနေ့ကအထိတပ်မတဲကိုဝင်ရောက်ပြီးတော့တိုက်ခိုက်နေတယ်လို့သိရတယ်။ခမရ944 346တို့ကို AA ကသိမ်းပိုက်လိုက်ပြီလို့သိရတယ် တယ်အခုကတက်မထဲမှာအားလုံးကစုပုံပြီးတော့ခုခံတိုက်ခိုက်နေကြတယ်ခမရဘတ်တွေမှာတိုက်ပွဲကမရှိတော့ဘူးတက်မထဲမှာပဲတိုက်ပွဲတွေဖြစ်နေကြတာတက်မနဲ့တရက်တောင်ဂုံးမှာတိုက်ပွဲတွေဖြစ်နေကြပါတယ်စစ်ကောင်စီဘက်ကတော့လေချောင်းပစ်ကူတွေကတောက်လျှောက်ပစ်ကူပေးနေတယ်လို့ပြောဆိုထားပါတယ်ခမရ346တက်ရင်နဲ့ခမရ94တက်ရင်တို့ကိုအရခတက်တော်အေအေကပိတ်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုအေအေကအတိအပြုထုတ်ပြန်ချက်မရှိသေးဘူးလို့သိရပါတယ် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ULAA ပြောခွင့်ရဥခိုင်ဒုက္ခကိုဆက်သွယ်နေစေဖြစ်တယ်လို့သိရပါတယ်။သို့တော်လည်းတချို့သောစီရင်သတင်းအမြင့်များရဲ့ပြောဆိုချက်အရာခမရတိုက်ရင်များတိမ့်ပတ်ရရှိတဲ့အချိန်မှာ ရာဒူးမြင်းနဲ့စစ်ကောင်စီအရာရှိများကိုဖမ်းဆီးရမိထားပြီးတော့တောင်ကုတ်တိုက်ပွဲများမှာစစ်ကောင်စီဘက်ကတေဆုံးမှုတွေများပြားနေတယ်လို့ပြောဆိုထားပါတယ်လက်နက်ချအညံ့ခံသူတွေလည်းရှိသလိုတိုက်ပွဲအတွင်းမှာရာဒူးမြင်းနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းဖမ်းဆီးရမိထားတာတွေရှိပါတယ်ဘယ်သူဘယ်ဝါနဲ့အရေးအတွက်ဘလောက်ရှိတယ်ဆိုတာတော့ပြောလို့မရဘူးတိုက်ပွဲကတော့ဆက်လက်ပြင်းထန်နေသေးပါလို့သတင်းရင်းတွေကပြောဆိုထားပါတယ်အရခတက်တော် AA ကအခု2024ခုနှစ်မကုန်မီအန်တောင်ကုတ်ဂွမ်းမြို့နယ်တို့ကိုအပိသက်သိမ့်ပိုင်နိုင်ရန် ဖိုးစစ်အရှိန်ကိုမြင့်ပြီးတော့တိုက်ခိုက်နေကြတယ်လို့သိရပါတယ်။အေအေကမောင်တော်မျိုးကနခခငါတပ်စခန်းကိုတိတ်ပိုက်ခဲ့ပြီးတဲ့နောက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပိတ်ဆို့ဖိုးစစ်စင်တွေကအမ်းမျိုးကိုလည်းထိမ့်ချုပ်တိတ်ပိုက်ထားတယ်လို့အေအေကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရန်ကုန်မန္တလေးအမြန်လမ်းမိုက်မှာရှိတဲ့မိုင်းတိုင်316မှာအကြမ်းဖက်စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်ကိုဝေရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီဇင်ဘာလ12ရက်နေ့မွန်လွယ်3နာရီကမှနထိုးကြီးမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမိုက်မှာရှိတဲ့မိုင်းတိုင်အမှတ်319အကြမ်းဖက်စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်ကိုနထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်၄အမှတ်30နဲ့ MDDS တို့က drone နဲ့ဘုံကျဲပြီးတော့မြေပြင်ကနေဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဟာတနအီကျော်အောင်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ဘန်ကာအနာအထီကိုတိုက်ခိုက်နိုင်ခဲ့က စစ်တပ်ဘက်ကစစ်ကူတွေရောက်ရှိလာတဲ့အတွက်ကြောင့်အပိသက်တိမ့်စီနိုင်ခဲ့ခြင်းမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်စစ်ခွေးတေဆုံထိခိုက်မှုစရင်ကတော့စုံစမ်းလို့မရသေးပါဘူးမန္တလေးမိထီလာကူးနေတဲ့လမ်းဖြစ်တဲ့အတွက်လမ်းပေါ်မှာကတော့ကားတွေကတော့အများကြီးပဲစစ်ခွေးတွေလာတာ အနီးနားစခန်းတွေကပဲလာရပါအနီးနားမှာစစ်ခွေးစခန်းတွေအများကြီးရှိတယ်ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်သားတွေနဲ့ဝေးဝေးနေကြဖို့ကိုသတိပေးကြပါတယ်အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့်မလို့မြင်းကြံခရိုင်အမှတ်လေးတိုက်ရင်နထိုးကြီး PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုအတွင်းမှာတော်လိုင်းရဲဘော်၄ဦးမစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာနာရီကနှစီစစ်ကောင်စီတပ်သားများရှိရာနေရာကိုမောင်းနှင်သွားပြီးတော့မိထီလာမြို့ဘက်ကိုပြန်လည်ထွက်ခွာသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွေမြို့မှာဤပညာစစ်တပ်ကတော် DSTA တင်နန်းစင်ပွဲပြုလုပ်နေတဲ့အချိန်မြူများရုတ်တရက်ကြာဆင်းလာတဲ့အတွာမိခွန်းပြောနေတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာစင်မော်ကနေစင်ပြေသွားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီသမားလာ၁၂နှစ်နေမနက်အစောပိုင်းကပြုတ်လုခဲ့တယ်။ဤပညာစစ်တပ်ကတို့တင်တန်းစင်းပွဲမှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းမိကွန်းပြောကြားနေတဲ့အချိန်မှာရုတ်တရက်မြူများထူထပ်စွာကြာဆင်းလာတဲ့အတော့ပြောလက်ဆမိကွန်းကို၃မိနစ်ခန့်သာပြောပြီးတော့ရုတ်သိမ်းသွားခဲ့ရတယ်လို့သိရပါဗျ။မြူများကြာဆင်းလာခြင်းကြောင့်တယောက်နဲ့တယောက်တောင်မမြင်ရတော့ပဲရုတ်တရက်ကြာရောက်လာတဲ့ short တိုက်ဒုံးနဲ့ drone bomb အနေနဲ့များကြောင်လုံခြုံရေးကိုငဲ့ကွက်ပြီးတော့မင်းအွန်လိုင်းကမိကွန်းကိုအတူချုံးပြောကစင်ပေါ်ကနေဆင်းခဲ့ရခြင်းဖြစ်တယ်လို့တပ်သတင်းအရေးမြစ်ကပြောဆိုထားပါဗျ။ အဲ့ဒီနေ့ကစေနာကြီးလောက်မှနေကစထွက်တယ်မနက်ပိုင်းမှာမြူတွေတအားကြတာမြူတွေကြောင့်စောင့်ကြည့်ဖို့လွတ်ထားတဲ့ drone တွေလည်းမမြင်ရတော့ဘူးလုံကြုံရေးကြောင့်မိန်ကွန်းရက်လိုက်ရတယ်အတူဆုံးမိန်ကွန်းပဲလို့စစ်တပ်ကတုံးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်ဟာပြီးခဲ့တဲ့ဒီဇင်ဘာလ6ရက်နေ့ကစစ်တပ်ကတုံးတင်တန်းစစ်ပွဲများနဲ့ဤပညာစစ်တပ်ကတုံးတင်တန်းစစ်ပွဲများကိုတောက်လျှောက်တက်ရောက်ဖို့အတွက်ပြင်ဦးလယ်မှာနေထိုင်ရမှာဖြစ်တော်လဲ ွဲချင်းပမဲ့ရက်မာသာလျှို့ဝှက်ပြီးတော့ခိုးကြောင်ခိုးဝှက်နဲ့ပွဲတက်ခဲ့ရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်က DSTA ကြောင်းစင်းပွဲများမှာစစ်ရေးစွမ်းရည်ထမြက်စီရန်အတွားစွမ်းအားရှိတဲ့တပ်မတော်နဲ့စွမ်းရည်ရှိတဲ့တပ်မတော်တိဆောက်ရန်ပြောကြားခဲ့တယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့များဟာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ ဒုစစ်ခေါင်းဆောင်စိုးဝင်းတို့ရောက်ရှိနေတဲ့နေရာများကိုလက်နက်ကြီးများဒရုန်းများနဲ့ရှော့တိုက်ဒုံးများပစ်ခတ်တိုက်ခိုက်လေရှိတဲ့အတွက်ခရီးစဉ်များကိုလျှို့ဝှက်ပြီးတော့ခိုးကြောင်ခိုးဝှက်နဲ့တွားရောက်နေရတယ်လို့သိရပါတယ်။ဒါကြောင့်စစ်ခေါင်းဆောင်ဟာအခုတင်းတန်းစစ်ပွဲတွေမှာလဲတော်လိုင်းတပ်ဖွဲ့များရဲ့ရှော့တိုက်ဒုံးနဲ့ဒရုန်းပုံးများကိုကြောက်ရွံ့ပြီးတော့မိကွန်းကိုတော်မှအတူချုံးပြီးတော့ပြောဆိုပြီးစင်မော်ကနေစင်ပြေးရတဲ့အထိဖြစ်ခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်းဆောင်မင်းခွန်းတွေကိုပြောကြရမှာစစ်တပ်ရဲ့အခမ်းကဏ္ဍမဟုတ်တဲ့နိုင်ငံအုပ်ချုပ်ရေးကိုဆွတ်ဖက်က나ကြီးနဲ့ချီကြတဲ့မင်းခွန်းများကိုပြောဆိုတတ်တဲ့အတော့ကျမရေးမကောင်းတဲ့စစ်ကောင်းစီခတ်ဝင်ကြီးတချို့ဟာစေးရုံကိုအတက်ပြပြီးတော့ရှောင်လွဲခဲ့ကြတယ်လို့သိရပါတယ်မင်းခွန်းကိုရှေးကြစွာပြောကြတတ်တဲ့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အခု3မိနစ်တာမင်းခွန်းဟာ၎င်းရဲ့တပ်တန်းမှာအတူဆုံးမင်းခွန်းဖြစ်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာရှိတဲ့တိယုံရွာကိုစစ်ကြောင်းထိုးပြီးတော့မိဝင်ရှို့နေတဲ့စစ်တပ်နဲ့လယ်တဲ့ရွာစစ်စခန်းကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ6ရက်နေ့မှာမြင်းညာမြို့နယ်တိယုံရွာကိုစစ်ကြောင်းထိုးပြီးတော့မိဝင်ရှုတ်နေတဲ့အကြမ်းဖက်စစ်တပ်ကို Freedom Fighter Guerrilla Force နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့များကတွားရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းထိပ်တွေ့တိုက်ပွဲဟာမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကထိခိုက်သေဆုံးမှုကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။အလားတူပဲလက်တွေရွာမှာအထိုင်ချပြီးတော့တဆွဲထားတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလည်းတော်လိုင်းတပ်ဖွဲ့များက60မမလက်နဲ့ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီ င်းတပ်သား9ဦးသေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကို Freedom Fighter Guerrilla Force နဲ့အတူမဟာမိတ်အဖွဲ့များဖြစ်ကြတဲ့မြင်းကြံ35 8 Stars ပြည်ချစ်သားပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမြင်းမှုမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ရင်တန်းကိုပြစ်ခတ်တိုက်ခိုက်ရာစစ်သားတအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ17ရက်နေ့ညနေ6:00နာရီကမှစကိုင်းမြို့တမ33ကနေမုံရွာနားမခကိုထွက်လာတဲ့စစ်ကားဆက်နက်စီးပါတဲ့ရင်တန်းကိုမုံညို Revolution Force MNRF အဖွဲ့ကတော်လိုင်းရဲဘော်များကကန့်ဖျားစရက်အနီးမှာ ငါးစီးမြောက်ကားကိုအနီးကပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားတအုပ်သေးဆုံးပြီးသုံးဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်အကြမ်းဖက်စစ်သားများကလည်းလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော့လဲတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့စုတ်ခွာနိုင်ခဲ့တယ်လို့မိုးညို Revolution Force MNRF အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါဗါတယ်ဒါအပြင်ဘကိုးတိုင်းကျိုးပင်ကောက်မြို့နယ်မှာလည်း ပေါ်တာဆွဲပြီးတော့စုချင်းငွေတွေဝေစုခွဲရကနေအချင်းချင်းရမ်းဖြစ်ပြီးတော့ပြူစောတိမောင်စောတန်တုံနဲ့ရိုက်တက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမလာ17ရက်နေ့ည10:00နာရီကမှဂျိုးပင်ကောင်မြို့ထဲမှာကင်းလက်ရန်စိုက်ကယ်စီထည့်နေတဲ့ပြူစောတိမောင်စောကိုကုန်းမြေရွာပြူစောတိခေါင်းဆောင်နေစာလင်းကစိုက်ကယ်နဲ့တိုက်တက်ခဲ့တော့လဲတေဆုံးချင်းမရှိတဲ့အတွက်ကြောင့်တန်တုံနဲ့ထပ်ပြီးတော့ရိုက်တက်ခဲ့တဲ့အတွက်ကြောင့်ပြူစောတိမောင်စောနေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါတယ်တေဆုံးသွားတဲ့ပြူစောတိမောင်စောဟာ ေါ်တာဆွဲတဲ့အခါမှာစုချင်းဝေစုကိုအချိုးကျခွဲဝေခြင်းမရှိဘဲနဲ့ပို့ယူထားတဲ့အတွက်ကြောင့်ကုန်းမြင့်ရွာပြူစောတိခေါင်းဆောင်နေစာလင်းက မကျေနပ်ဘဲနဲ့တန်တုံးနဲ့ရိုက်တက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်နေစာလင်းကိုလည်းအကြမ်းဖက်စစ်တပ်ကလိုက်လံဖမ်းဆီးနေပြီးတော့လက်ရှိအချိန်ထိတော့ဖမ်းမမိသေးဘူးလို့သိရပါတယ်။တေသွားတဲ့မောင်စော်ကကျိုးပင်ကောက် PDF စကန်ကိုစစ်ခွေးတွေစီးနေရမှာဥဆောင်လမ်းပြခဲ့တဲ့ဒူပါတပ်ဖြတ်ခံရတာကတော့ပေါ်တာဆွဲစူကြီးခွဲယူတဲ့နေရာမှာအဝင်မတဲ့တာကနေစပြီးတော့ရန်ဖြစ်ရင်းနဲ့တတ်ခံရတာတေသွားတဲ့ပြူစောတိမောင်စော်ရောကုန်းမြင့်ရွာပြူစောတိခေါင်းဆောင်နေစာလင်းရောကကျိုးပင်ကောက်မြို့ပေါ်မှာညာတိုင်းလိုလိုကင်းပတ်ပြီးတော့လူငယ်တွေကိုပေါ်တာဆွဲနေတာ မောင်စောကကျိုးမင်ကောက်အနောက်ဖရာကြီးလမ်းမှာနေပါတယ်နောက်ပြီးတော့မောင်စောကကြစွာဖရာမှာ PDF အဖွဲတွေယာယီစခန်းချနေတုန်းကလည်းစစ်ခွေးတွေကိုတရင်ပေးလမ်းပြလုတ်ခဲ့တဲ့သူပါနေစာလင်းကတော့အခုချိန်မှာထွက်ပြေးပြီးတော့လွတ်နေတယ်သူ့ရဲ့ပြူစောတိအဖွဲကတကောင်ကိုတော့စစ်တပ်ကဖမ်းမိထားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်တိတ်ဆုံးသွားတဲ့ပြူစောတိမောင်စောရဲ့ရုပ်အလောင်းကိုဒီဇမလ23ရက်နေ့မှာမတာချပြီးတော့ပြူစောတိအများအပြားလာရောက်ပို့ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းစာလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်သားများကအုံမရွာကိုမိရှုပ်ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားရ73ရက်နေ့မှာစာလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ခိုက်ခံရပြီးတဲ့နောက်ညနေ4:30မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာအုံမရွာကိုဝင်ရောက်စီးနင်းပြီးတော့နေအိမ်များကိုမိ ီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာအိုမရွာနဲ့ဝမ်ပေါင်ကုမ္ပဏီအနီးမှာရှိတဲ့ကျေးရွာ6ရွာကထောင်နဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။73ရက်နေ့မနက်ပိုင်းမှာဝမ်ပေါင်ကနေထွက်လာတဲ့စစ်ခွေးတွေနဲ့ဒေသတွင်းတွန်လိုင်းတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားပြီးစစ်ခွေးတွေဘက်ကထိခိုက်ဒေဆုံးမှုတွေရှိပါတယ်။ညနေပိုင်းမှာတော့အိုမရွာကနေအိမ်တွေကိုစစ်ခွေးတွေကမိဝင်ရှို့တယ်လက်ရှိမှာတော့ကျေးရွာ6ရွာကထောင်ထဲချိတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ ချင်းမင်းမြေကံပေးကြေးရွာများတပိတ်ကော်မတီကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ